ာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့ဧပြီလ15ရက်မဟာသင်္ကြန်အကြံနေအင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ထိုးစစ်ရစဲထားတဲ့ကာလမှာအကြံဖတ်စစ်အုပ်စုရဲ့တိုက်ခိုက်မှုတွေစစ်ကြောင်းထိုးမှုတွေအပေါ် နိုင်ငံတကာအနေနဲ့စောင့်ကြည့်ရေးရန်နရာထူထောင်မှုပြည်တော်စုဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ပြောကြားတဲ့တဲ့ဖလန်းမျိုးသိမ်းတိုက်ပွဲကနေပြန်လဲရောက်ရှိလာတဲ့ KRF ရဲဘော်များကိုကလေးဒေသပြည်သူတွေကဂုဏ်ပြုကြိုဆိုတဲ့တဲ့ငလျင်ဘေးသင့်ပြည်သူတွေကိုကူညီရေးအတွက်လန်ဒန်မြို့နဲ့မန်ချက်စတာမြို့မှာတော်လန်တင်းကြံရန်မုံငွေပွဲပြုလုပ်ခဲ့ရာအမေရိကန်ဒေါ်လာ3သိန်းကျော်ရရှိခဲ့တဲ့တဲ့ကော့ဂရိတ်မြို့နယ်မှာအချမ်းဖတ်စစ်ကောင်စီရဲ့လက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင်ပြည်သူ၈ဦးထိခိုက်ဒဏ်ရာရတဲ့တဲ့တင်အကြံဖတ်စစ်ကောင်စီရဲ့တောင်မွေမျိုးမရဲစခန်းကိုဘုံသုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်တဲ့တဲ့တင်အကြံဖတ်စစ်တပ်ကမဟာသင်းကျန်အကြာနေမှာအင်းတော်မျိုးနဲ့အတွင်းကဖုန်ကြီးချောင်းကိုလေချောင်းကနေပုံကျဲတိုက်ခိုက်တဲ့တဲ့တင်အဆရှိတဲ့မြန်မာနိုင်ငံတခွန်းကတဲ့တွင်တွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုးစစ်ရစဲထားတဲ့ကာလမှာအကြံဖတ်စစ်အုပ်စုရဲ့တိုက်ခိုက်မှုတွေစစ်ကြောင်းထုံးမှုတွေအပေါ် နိုင်ငံတကာအနေနဲ့စောင့်ကြည့်ရရန်နေရထူထောင်ဖို့ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ပြောကြားတဲ့သတင်းပါထိုးစစ်ရစဲထားတဲ့ကာလမှာအကြမ်းဖက်ဆဲအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေနဲ့စစ်ကြောင်းထိုးမှုတွေအပေါ်နိုင်ငံတကာအနေနဲ့စောင့်ကြည့်ရရန်နေရထူထောင်ဖို့လိုအပ်မှာဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောကြားလိုက်ပါတယ်ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်း press briefing အစီအစဉ်ရှင်မြင်းဆောင်2025ကိုဒီကနေ့မှထုတ်လွှင့်ခဲ့ရာအခုလိုထည့်သွင်းပြောကြားလိုက်တာပါ ထိုးစစ်ရစဲထားတဲ့ကာလတွေမှာအကြံဖတ်စစ်အုပ်စုကအခုလိုလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေစစ်ကြောင်းထိုးမှုတွေပြုလုပ်နေတာကြောင့်နိုင်ငံတကာအနေနဲ့စောင့်ကြည့်ရန်နေရာတစ်ခုထူထောင်စောင့်ကြည့်ဖို့လိုအပ်မယ်ဆိုတာကိုလည်းသတင်းစကားပေးလို့ပါတယ်လို့ဥနေဖုံးလက်ကပြောပါတယ်။အကြံဖတ်စစ်တပ်ကဧပြီလ3ရက်နေ့ကနေဧပြီလ13ရက်နေ့အထိတိုင်းနယ်ပြည်နယ်12ခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း68ခုရှိခဲ့ပြီးအဲ့ဒီဖြစ်စဉ်တွေမှာပြည်သူ64ဦးသေဆုံးခဲ့ရပြီး83ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တေဆုံးသူတွေအထက်မှာတန်ကားတော်တွေကိုရင်တွေကလေးငယ်တွေတက်ကြီးရွယ်ဦးတွေနဲ့အမျိုးသမီးတွေလည်းပါဝင်ပါတယ်လို့ဥနေဖုံးလက်ကပြောပါတယ်။အဆိုပါလေးချောင်းတိုက်ခိုက်မှုတွေကြောင့်လူနေအင်ဂျင်64လုံးစာတင်ချောင်း၄ချောင်းဖုန်ကြီးချောင်း၃ချောင်းနဲ့ခရီးရန်ဖျားချောင်း၁ချောင်းတို့ပျက်စီးဆုံးရှုံးခဲ့ပါတယ်။အကြံဖတ်စစ်တပ်ကလေးချောင်းတိုက်ခိုက်မှုတွေအပြင်လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့မြေပြင်ကနေစစ်ကြောင်းထိုးတဲ့အတွက်ထိတွေ့တိုက်ပွဲတွေလည်းရှိနေခဲ့တာပါ။ ကျန်းဖတ်စစ်တပ်ဟာဧပြီလ2ရက်နေ့မှာယာယီအပြစ်ခတ်ရစဲချောင်းကိုဟန်ပြကြီးညာခဲ့ပြီးနောက်ပိုင်းမှာတော့ Jet Fighter Paramotor နဲ့ drone တွေကိုအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေဆင်ဆက်မပြတ်ပြုလုပ်ခဲ့တယ်လို့လက်နက်ကြီးပစ်ခတ်မှုတွေကိုလည်းနေ့စဉ်ရက်ဆက်ပြုလုပ်ခဲ့ပါတယ်လို့ဥနေဖုံးလက်ကပြောပါတယ်။ထိုစစ်ရစဲထားတဲ့ကာလဖြစ်တဲ့ဧပြီလ9ရက်နေ့ည9:00ခန့်မှာအင်ဒိုမျိုးဂျပန်လှိုင်းကူမှအခြေပြုတက်ဆွဲထားတဲ့ အကြံဖတ်စစ်တပ်တမ89ခွန်ဟာဝင်းရံပိတ်ဆို့ထားတဲ့တော်လိုင်းရင်တပ်ဖွဲ့တွေရဲ့ဖိအားကိုရေရှည်တောင်းခံနိုင်ခြင်းမရှိတော့ဘဲစကန်းစွန့်လွတ်ဆုတ်ခွာသွားတာကြောင့်အင်းတော်မျိုးကိုအပိသက်သိမ့်ပိုက်ရရှိခဲ့တယ်လို့ဆုတ်ခွာထွက်ပြေးတဲ့တမမှုနဲ့တပ်သားတွေကိုလည်းစစ်တုံးမှန်းတွေအဖြစ်ဖမ်းဆီးရမိခဲ့ပါတယ်လက်ရှိအချိန်မှာတော့ဖန်စီရမိထားတဲ့စစ်တုံမန်းတွေကိုစစ်တုံမန်းဆိုင်ရာမူဝါဒတွေနဲ့အညီထိမ့်သိမ်းထားကစစ်ဆေးမေးမြန်းမှုတွေကိုဆောင်ရွက်လျက်ရှိပြီးစစ်တုံမန်းတွေရဲ့ထွက်ဆိုချက်စစ်ဆေး တွေ့ရှိချက်တွေအပေါ်အခြေခံပြီးတရားစီရင်ဆိုင်ရာကိစ္စရပ်တွေကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းဥနေဖုံးလက်ကအတိပေးပြောကြားထားပါဗျ။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးတန်းကြောင့်အသက်အိုးအိမ်စီးစိမ်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြရတဲ့မြန်မာပြည်သူတွေကိုနှစ်သိမ့်အားပေးမှုပြုနိုင်ဖို့ရည်ရွယ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရကဧပြီလ23ရက်နေ့ကနေ20ရက်နေ့အထိကာလကိုနိုင်ငံလုံးဆိုင်ရာဝန်내ကြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရပ်တန့်တပတ်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ ီရက်သက်တပတ်မှာမြန်မာပြည်သူလူထုနဲ့အတူရက်တီကြောင်းနီလန်းပေါင်းစုံနဲ့ပြသခဲ့ကြသူများအားလုံးကိုအထူးကျေးဇူးတင်ရှိတယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဖလန်းမြို့သိမ်းတိုက်ပွဲကနေပြန်လည်ရောက်ရှိလာတဲ့ KRF ရဲဘော်များကိုကလေးဒေသပြည်သူတွေကဂုံပြုကြိုဆိုတဲ့သတင်းပါ။ချင်းပြည်မြောက်ပိုင်းဖလန်းမြို့သိမ်းတိုက်ပွဲကနေပြန်လည်ရောက်ရှိလာတဲ့ကလေးဒေသတော်လန်ရေးတပ်ကလေး Revolution 4 KRF ရဲဘော်များကို ကလေးဒေသပြည်သူတွေကဂုံပြူကျူဆူခဲ့ကြတယ်လို့ KRF ကဓာတ်ပုံတွေနဲ့တကွထုတ်ပြန်လိုက်ပါတယ်။ချင်းညီနောင်စစ်စင်ရေး Operation CB အဖြစ်နဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာဖလန်းမြူသိမ်းတိုက်ပွဲကိုစတင်ခဲ့တာဖြစ်ပြီး2025ခုနှစ် April 9ရက်နေ့မှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။အကြံဖတ်စစ်တပ်ကဖလန်းမြူမကြစေရေးအတွက်ခလာရ 268တရင်အင်အားအပြင်2024ခုနှစ်ဒီဇင်ဘာလမှာခလာရ89မှာစစ်ကူအင်အား100ဝန်းကျင်နဲ့2025ခုနှစ်မတ်လမှာတမ89လက်အောက်ခံခလာရ391မှာစစ်ကူအင်အား100ခန့်ဖြင့်အင်အားအကြိမ်ကြိမ်ထပ်မံဖြည့်တင်းခဲ့တဲ့အပြင်လေကြောင်းတိုက်ခိုက်မှုပေါင်းအကြိမ်1000ကျော်ခန့်ခုခံတဲ့ဂျာကတော်လိုင်းပူပေါင်းတပ်တွေကမြို့ကိုအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါဖလန်းမျိုးသိန်းတိုက်ပွဲမှာအကျန်းဖတ်စစ်တပ်ရဲ့လက်နက်ကြီးတွေလက်နက်ငယ်တွေနဲ့ခဲယမ်းအများပြားကိုလည်းတင်စီရရှိခဲ့ပါတယ်။ အခုတင်ဆက်ပေးမယ့်သတင်းကတော့ငလျင်ဘေးသင့်ပြည်သူတွေကိုကူညီရေးအတွက်လန်ဒန်မြို့နဲ့မန်ချက်စတာမြို့မှာဒေါ်လာတင်းကြံရမုံငွေပွဲပြုလုပ်ခဲ့ရာအမေရိကန်ဒေါ်လာတသိန်းကျော်ရရှိတဲ့သတင်းပါမြန်မာနိုင်ငံအတွင်းကငလျင်ဘေးသင့်ပြည်သူတွေကိုကူညီရေးအတွက်လန်ဒန်မြို့နဲ့မန်ချက်စတာမြို့တွေမှာဒေါ်လာတင်းကြံရမုံငွေပွဲပြုလုပ်ခဲ့ရာအမေရိကန်ဒေါ်လာတသိန်းကျော်မြန်မာကျပ်ငွေ3400ခန့်ရရှိခဲ့တယ်လို့ပွဲစဉ်သူထံမှသိရပါဗျမန်ချက်စတာတင်းကြံကရတာပေါင်4000ကျော်ဒေါ်လာနဲ့တွက်ရင်6000ကျော်လောက်ဖြစ်မှာပေါ့ လန်ဒန်မြို့ဒီကနေ့ပွဲကကနအူးရတာတချို့စီကနည်းနည်းကြံသေးတယ်ပေါင်၄000လောက်ဒေါ်လာ9000ကျော်ရတယ်လို့ပွဲစီစဉ်သူတူကပြောပါတယ်ပြီးခဲ့တဲ့ April 5ရက်နေ့မှာ Manchester ဟင်းအိုကြီးဝိုင်းတော်သားများဥဆောင်ပြီး Manchester မြို့မှာကျင်းပခဲ့တဲ့ရန်မုံငွေဈေးရောင်းပွဲမှာဒေါ်လာ6000ကျော်ရရှိခဲ့ပြီး April 17ရက်နေ့ကလန်ဒန်မြို့မှာကျင်းပတဲ့တော်လန်တင်းကြံဈေးရောင်းပွဲမှာကနအူးဒေါ်လာ9000ကျော်ရရှိထားပြီးဖြစ်တယ်လို့သိရပါတယ် အဆိုပါရန်မုံငွေပွဲမှာမြို့သားညီညွတ်ရေးအစိုးရရဲ့နိုင်ငံလုံးဆိုင်ရာဝန်내ကြေကွဲမှုနှင့်နှစ်သိမ့်အားပေးမှုရတတပတ်ဖြစ်တဲ့အတွက်လူထုကအနက်ရောင်ဝစ်စင်တာနဲ့အနက်ရောင်ဖဲပြားရင်တို့များကိုထိုးကာတက်ရောက်ခဲ့ကြတယ်လို့သိရပါဗျ။ဒါအပြင်ရန်မုံငွေပွဲအတွင်းတင်းကြံတခြင်းများအကများလုံးဝမပါဝင်ပဲငလျင်ဘေးနဲ့တော်လန်ရေးအဆက်ဆက်မှာအသက်ပေးသွားသူများအတွက်ဘာသာပေါင်းစုံဆူတောင်းပွဲနဲ့တမနစ်ညင်သက်အလေးပြုတာတွေပြုလုပ်ခဲ့ကြပါဗျ။ အဆိုပါဇေယောင်ပွဲတော်မှာရရှိတဲ့ရန်ပုံငွေတချို့အားအမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနထံကိုလှူဒန်းသွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။ဆလတ်တင်ဆက်ပေးမဲ့တရင်ကတော့ကော့ကရိတ်မြို့နယ်မှာအချမ်းဖတ်စစ်ကောင်စီရဲ့လက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်ကလေးငယ်တွေအပါအဝင်ပြည်သူ၈ဦးထိခိုက်ဒဏ်ရာရတဲ့တရင်ပါ။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာအချမ်းဖတ်စစ်ကောင်စီရဲ့လက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါဝင်ပြည်သူရှစ်ဦးထိခိုက်ဒဏ်ရာရပြီးပြည်သူနေအိမ်တွေပါထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ဒူပလာယာခရိုင်ကဒီကနေ့မှထုတ်ပြန်လိုက်ပါတယ်။ကွန်ကရစ်မြို့မှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီကမောင်းမရွာသစ်ကြီးရွာကိုဧပြီလ10ရက်ညနေ6နာရီခန့်မှာဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာအသက်10နှစ်အရွယ်မိန်းကလေးတဦးအသက်55နှစ်အရွယ်အမျိုးသားတဦးနဲ့အသက်50အရွယ်အမျိုးသမီးတဦးစုစုပေါင်း3ဦးထိမှန်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်ကွန်ကရစ်မြို့မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကပဲဧပြီလ10ရက်နေ့ည10:28မိနစ်အချိန်မှာ120မမ122မမလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်ကွန်ကရစ်မြို့နယ်ရှိအန်ကောင်ကြီးရွာကြိုက်တလက်ကြီးရွာနဲ့ဒေါပလန်ကြီးရွာတွေအတွင်းကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါလက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့် အန်ကောင်ကျေးရွာရှိပြည်သူ့နေအိမ်နှလုံးထိမှန်ပျက်စီးခဲ့ပြီးအသက်40ရွယ်အမျိုးသားတဦးအသက်26နှစ်အရွယ်အမျိုးသားတဦးအသက်14နှစ်အရွယ်မိန်းကလေးတဦးအသက်9နှစ်အရွယ်ယောက်ျားလေးတဦးနဲ့အသက်6နှစ်အရွယ်ယောက်ျားလေးတဦးစုစုပေါင်း5ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာငလျင်လှုပ်ခတ်မှုအပြီးကယ်ဆယ်ရေးကာလဖြစ်ပေမဲ့အကြမ်းဖက်စစ်ကောင်စီကပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိနေစဉ်နဲ့အမျှလိုက်လံပစ်ခတ်တိုက်ခိုက်နေတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ ထပ်မံတင်ဆက်ပေးမယ့်သတင်းကတော့အကျန်းဖတ်စစ်ကောင်စီရဲ့တောင်မွေမျိုးမှရဲစခန်းကိုဘုံသုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်တဲ့သတင်းပါရန်ကုန်မြို့မှာအကျန်းဖတ်စစ်ကောင်စီရဲ့တောင်မွေမျိုးမှရဲစခန်းကိုဧပြီလ14ရက်ည10:00နာရီ10မိနစ်မှာဘုံသုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့မြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှသိရပါဗါးအဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အရှေ့ပိုင်း KI ပကဖားရဲ့ဥဆောင်လမ်းညွှန်မှုနဲ့ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်းအတည်ပြုထားပါဗျ။ဘုံသုံးလုံးနဲ့တိုက်ခိုက်မှုအတွင်းထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့မသိရှိရသေးဘူးဆိုတာနဲ့ မရှင်ဖော်ဆောင်ခဲ့တဲ့ရဲဘော်တွေဘေးကင်းစွာနဲ့ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့လည်းမြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိပေးထားပါတယ်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်တပ်ကမဟာသင်းကျန်အကြနေမှာအင်းတော်မြို့နယ်အတွင်းကဘုံကြီးကျောင်းကိုလေကျောင်းကနေဘုံကျဲတိုက်ခိုက်တဲ့သတင်းပါ။အကြံဖတ်စစ်တပ်ကမဟာသင်းကျန်အကြနေဖြစ်တဲ့မနေ့ကမွန်လွယ်7:48မိနစ်မှာအင်းတော်မြို့နယ်ပင်နေကုန်းရွာအတွင်းကဘုံကြီးကျောင်းကိုလေကျောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ Indo Revolution IR ထံမှသိရပါဗျ။ပြည်သူတွေထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့လည်းသိရှိရပြီးတေဆုံးတာတွေတော့မရှိဘူးလို့ကနဦးကြားသိရကြောင်း Indo Revolution IR ကပြောပါဗျ။အချမ်းပတ်စစ်တပ်ရဲ့ဒရဦးလေးစိတ်ကတက်လာတဲ့ Jet Fighter တစ်စီးကပိန်းနေကုန်းရွာအတွင်းကဘုံကြီးချောင်းကိုဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာပါအဆိုပါတိုက်ခိုက်မှုမှာဘုံကြီးချောင်းပေါ်ကိုကြာရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီးဘုံကြီးချောင်းကတော့ထိခိုက်ပျက်စီးခဲ့ကဒဏ်ရာရရှိမှုတွေလည်းရှိတယ်လို့သိရပါဗျာ ဒါကတော့ဧပြီလ15ရက်နေ့မြန်မာနိုင်ငံတဝန်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။